ားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့အောက်လမ်းပညာကိုလေ့လာလိုက်စားရင်းနဲ့ဖောက်ကောင်ဖြစ်သွားတဲ့အောက်လမ်းဖုန်ကြီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အကြောင်းအရာမစတင်ခင်ပါကျွန်တော်တို့ Channel ကို Subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့မြတ်တရားခင်ကြပါတယ်ဟုတ်ကဲ့အကြောင်းအရာကိုစတင်လိုက်အောင်တရက်မှာဘွန်လတ်လို့ခေါ်တဲ့သူကသူ့ရဲ့12နှစ်အရွယ်ကလေးကိုခေါ်ပြီးတော့ တောင်ကြားထဲမှာရှိတယ်သူတို့ရဲ့စိုက်ခင်းစီကိုတွားခဲ့ကြပါတယ်ရိတ်သိမ်းချိန်ရောက်နေတယ်တီးနံတွေကိုလူတွေခိုးมาဆိုလို့ညာအိတ်ဆောင်ကြည့်ဖို့တွားကြတာပါလမ်းမှာတော့တားဖနှစ်ယောက်ဒူးတင်ဆောင်တဲကိုထမ်းပြီးတော့သူတို့နဲ့စန့်ကျင်ဘက်ကနေလမ်းလျှောက်လာတယ်ဒူးတင်ဆောင်ယဟန်တစ်ပါးကိုတွေ့ခဲ့ကြပါတယ်ယုံကြည်ကိုကိုယ်စိတ်နဲ့ဘွန်လက်ကထိုင်ပြီးတော့ရှစ်ခိုးကတော့လိုက်ပါတယ်ရှစ်ခိုးကတော့ပါတယ်ဆရာတော်ဆရာတော်ဘယ်ကိုဒူးတင်ကြွမှာလဲခင်ဗျာတကားဆရာတော်ကနွားတောင်ဆိုတဲ့တောင်ကိုဒူးတင်ကြွမလို့ အဲ့ဒီမှာဒုတင်ဆောင်ယဟန်နေတဲထိုးပြီးတော့တရားအထုတ်ကြတယ်ကြလို့ဟောတင်မဖေဟာအဲ့နေရာကနာနာဘာဝတွေတရေစီတွေနဲ့ပတ်သက်ပြီးတော့နာမည်ကြီးတယ်ဖေဟာဒါကြောင့်ဒုတင်ဆောင်ယဟန်နေတရားအထုတ်ဖို့လာကြတာများပါတယ်ဒါပေမဲ့အဝေးကြီးလို့သိတဲ့ဆရာတော်စမ်းကြောင်းနေပါတယ်လည်းတိတ်မရှိဘူးအဲ့တော့တပည့်တော်ကဆရာတော်အတွက်တောက်တော်ကြီးလှူဒါန်းလိုက်ပါမယ်အဲ့လိုပြောပြီးတော့ဘုံလက်ကတောက်ရည်တန်းတပူးကိုဆရာတော်ကိုကတ်လိုက်ပါတယ်ဆရာတော်ကလက်ခံပြီးတော့ ပုံမှန်တိုင်းပဲစုပေးပြီးတဲ့နောက်မှာတယောက်တလန်းစီလမ်းခွဲခဲ့ကြပါတော့တယ်။တာဖာနှစ်ယောက်တောင်ယာကိုရောက်တဲ့အထိပေါ့။တောင်ယာမှာတော့စိုက်ခင်းရတယ်မှာအိတ်ဆရာတဲငယ်တွေလုံးရှိပါတယ်။အဲ့ဒီညာသကောင်းရန်အချင်းဘုံလက်တယောက်မိခနဲ့အိပ်ပျော်နေတော့မှာသူ့သားတန်ကလာပြီးနှိုးပါတယ်။အဖေအဖေမြင်မြတ်ထအောင်။ဟေးဘာဖြစ်လို့လဲ။မင်းကဘာလို့မိတ်သေးရလဲ။ထူးဆန်းတဲ့အတန်ကြီးကြားနေလို့တေချာနားထောင်ကြည့်ပါဦး။ ဘွန်လက်ကစိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီးတော့တိတ်ဆိတ်ငြိမ်သက်နေတယ်။အမောင်နှင်းမှာနားဆွလိုက်တဲ့ခါမှာတော့သူတို့တဲနှားကိုလူတယောက်လမ်းလျှောက်လာတယ်လို့အတန်ကိုကြားလိုက်ရပါတယ်။အတန်က တဖြည်းဖြည်းနဲ့ပူချေလာပါတယ်။ပူနီးလာလေးလေးတဲကငလျင်လှုပ်တယ်လို့တုံခါလာလေးလေးပါပဲ။ဒါဖာနှစ်ယောက်မနေနိုင်တော့ပဲတဲပြင်ကိုအမြန်ထွက်ကြည့်လိုက်တဲ့ခါမှာတော့အလွန်ကြီးမားပြီးတော့မီးလိုအနီအောင်ကိုလုံးနဲ့ထူးဆန်းတဲ့တရဝါကြီးတကောင်သူတို့စီကိုတဖြည်းဖြည်းချင်းလျှောက်လာနေတာကိုရှင်းရှင်းလင်းလင်းမြင်လာရပါတယ်။ဟာ ဟိုကောင်ကြီးကဘာကောင်ကြီးလဲအဲ့ဒါကဖုတ်ကောင်ကအရန်ကျန်းတဲ့တရေတစီတမျိုးပဲသူ့ကိုကဘာလို့မီးလို့အနေအောင်ဖြစ်နေတာလဲအေးသူ့အတတ်ပညာတွေအရန်လေးလာလိုက်စားပြီးတော့ထိမ့်မနိုင်တိမ့်မရဖြစ်ပြီးနောက်ဆုံးအဲ့လိုဖုတ်ကောင်ဖြစ်သွားတာပြီးတော့သူ့ကိုမှအနေအောင်ဖြစ်တာကတော့သူကဒေါသကြီးတဲ့ဖုတ်ကောင်မျိုးစားမလို့သူ့ခန္ဓာကိုယ်ကအရန်ပူလောင်ပြီးတော့မီးလို့ဖြစ်သွားတာဖုတ်ကောင်ကခြေဆောင်ပြီးလမ်းလျှောက်လာပြီးမြင်ဒါဖာနှစ်ယောက်ကထွက်မပြေးကြပါဘူးဘာလို့လဲဆိုတော့ဘွန်လက်ကိုယ်တိုင်ကလည်းအတိုင်းတာတစ်ခုထိ အတတ်ပညာကိုတက်ကြွသူဖြစ်လို့ဒီကောင်ကိုရင်ဆိုင်နိုင်မယ်လို့တွက်ထားလို့ပါပဲဖုတ်ကောင်ကသူ့ရဲ့တကိုးနဲ့စိုက်ခင်းတစ်ခုလုံးကိုမီးရှို့လိုက်ပါတော့တယ်မီးတောက်တွေကသားဖားနှစ်ယောက်ကိုဝန်းရံသွားပါတယ်ဘွန်လက်ကစိတ်ကိုတည်ငြိမ်အောင်ကြိုးစားပြီးတော့လက်အုပ်ကိုချီတမာရီကိုတိဆောက်လိုက်ပါတယ်ပြီးတာနဲ့ရေကတိုင်းကိုပွားများပြီးတော့မီးလောင်နေတဲ့တောင်ရနေရာမှာမိုးရွာချဖို့ဒိဋ္ဌံပြုလိုက်ပါတော့တယ်မီးအလုံးငိမ့်သွားတဲ့အထိပါပဲဖုတ်ကောင်က ဘွန်လက်ရဲ့အတိုက်ပညာမြင်မှန်းနေတာကိုမြင်တော့အံ့ဩသွားပါတယ်။ဒါပေမဲ့သူကအရှုံးမပေးပါဘူး။တာဖာနှစ်ယောက်ကိုမီးမှောက်ထုတ်ဖို့ပါဇက်ကိုဟလိုက်ပါတယ်။ကလေးငယ်တန်းကဒါကိုမြင်တော့သူ့အဖေအနေမဖြစ်အောင်ဂျားကနေဝင်ပြီးတော့တားလိုက်ပါတယ်။သူကဖုတ်ကောင်နဲ့အရွယ်တူလောက်ရှိတဲ့ကြီးမားတဲ့တဆေအမဲကြီးအဖြစ်ပြောင်းလိုက်ပါတယ်။ဖုတ်ကောင်ကမီးမှောက်ထုတ်လိုက်တဲ့အခါမှာတော့တဆေအမဲကမန်တန်ရွတ်ပြီးတော့ပြန်ကန်ထုတ်လိုက်ပါတယ်။မီးတောက်တွေကဖုတ်ကောင်ရဲ့ကိုယ်ပေါ်ကိုပြန်ချသွားပါတော့တယ်။ ဖောက်ကောင်ပုတ်ထုတ်လိုက်တဲ့ဒေါသမီကသူ့ကိုယ်သူပြန်လောင်ကျွမ်းပြီးတော့ပြာပုံဘဝကိုရောက်သွားပါတော့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲထူဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာပါတယ်။ပြာပုံကနေပြီးတော့လူရုပ်ပေါ်လာပါတယ်။အဲ့ဒါကနေ့လယ်ကတာဖာနှစ်ယောက်လမ်းမှာဆုံခဲ့တဲ့ဒုတင်ဆောင်ယဟန်ပဲဖြစ်ပါတယ်။တကယ်တော့နေ့လယ်တုန်းကဖုန်ကြီးနဲ့တွေ့ခဲ့တဲ့ချိန်မှာပညာတွေယူထားတဲ့ပွန်လက်ကအဲ့ဒီဆရာတော်ရဲ့မျက်လုံးကိုစိုက်ကြည့်လိုက်တော့ထူဆန်းနေတာကိုသတိထားမိပါတယ်။သူ့ရဲ့မျက်လုံးမှာအယောင်ဝါမရှိပါဘူး။ ဒါကြောင့်တာမန်ယဟန်မဟုတ်နိုင်ပဲအယောင်ဆောင်ထားတယ်ဖုတ်ကောင်ဖြစ်နိုင်တယ်ဆိုပြီးတွေးမိပါတယ်။ဒါကြောင့်ဘွန်လက်ကသူနဲ့တူပါလာတယ်ပရိတ်ရေပလင်းကိုယူပြီးတော့ဆရာတော်ကိုစက်ကတ်တလူလုပ်လိုက်ပါတယ်။ဆရာတော်တောက်တုံးလိုက်ရင်သူ့ထဲမှာရှိတဲ့အမောက်ပယောဂါတွေမကောင်းတဲ့မန္တန်ရန်ရဲရီစေကြောတော်အောင်လို့ပေါ့ပြီးတော့သူတို့ကတိနေပြီးလွယ်လွယ်နဲ့လာထီလို့မရဘူးဆိုတာကိုတွဲဝိုက်ပြီးတော့အတိပေးတဲ့သဘောလေးပါပါတယ်ဒုရင်ဆောင်ယဟန်ဘက်ကကြတော့လေ ရေပလင်းကိုဖွင့်ကြည့်လိုက်တဲ့ခါမှာပရိရေမှန်တိသွားတော့ဒေါသထွက်သွားပါတော့တယ်။ဘွန်လက်ကသူ့ရဲ့ပညာကိုဖျက်ဆီးဖို့ပရိရေကိုတိုက်ချွေးဖို့ကြံတယ်လို့ယူဆလိုက်ပြီးတော့အမျက်ဒေါသထောင်ထောင်ထွက်သွားတာပေါ့။အဲ့လိုမီးလိုဒေါသကပဲသူ့ရဲ့ခန္ဓာကိုယ်ကိုဖုတ်ကောင်ဖြစ်ကိုပြောင်းသွားစေပြီးတော့ဒါဖာနှစ်ယောက်ကိုပြန်ပြီးတော့ဒုက္ခပေးဖို့ကြံစီလာပါ။ငါမသိဘူးများထင်နေလား။မင်းတို့ကတ်တဲ့ရေတန်းကပရိရေဆိုတာငါသိတယ်။မင်းတို့ငါရဲ့အတတ်ပညာကိုဖျက်ဆီးချင်လို့မလား။တပည့်တော်ကစေတနာကောင်းနေပါ။ဆရာတော်စိတ်မှာ ဒီလိုမကောင်းတဲ့အရာတွေကန့်ညှိနေတယ်လို့ထင်လို့ပါအနည်းဆုံးအဲ့ဒီမကောင်းတဲ့အတတ်ပညာတွေမန္တန်ဆွမ်းနေဆရာတော်စိတ်တွေကနေပါပါထွက်သွားရင်ကောင်းမှာပဲလို့တွေးမိလို့ပါဖေဟာမင်းလက်သိတဲ့နာဘောကအောက်လန်းပညာကိုလိုက်စားပြီးအတက်ပြန်စူးပြီးတော့ငါ့လိုဖုတ်ကောင်ဖြစ်သွားတဲ့သူကဘယ်လိုလုပ်ပုံမှန်ဘုံကြီးဘောဟာကိုပြန်ရမလဲမင်းမသိဘူးလားမင်းလောက်တာကငါ့ရဲ့အတက်ကိုဆေးကြောဖို့ဒါမှမဟုတ်ငါ့ကိုပညာဆန်းတာပဲဖြစ်ရမယ်ဟာဒီဘုံကြီးကတော့သူများကစေတနာကောင်းနဲ့ပေးတာကိုဒုက္ခပေးတယ်ဆိုပြီးပြောင်းပြန်မဲ့တွေးနေရသေးတယ် မင်းစကားကောင်းနေလာပြောမနေနဲ့ဟဲ့ကောင်တရေမနေ့တနေ့ကကလေးကများကျွန်တော်ကမနေ့တနေ့ကကလေးမဟုတ်ဘူးဗျကျွန်တော်တက်ကခမည်းထောင်ကြီးသေးတယ်ဒူးတင်ဆောင်ယဟန်ကအဲ့ဒီစကားကိုကြားတဲ့ခါမှတော့အယံအံ့ဩသွားပါတယ်ဒီစကားကိုအရင်ကကြားဘူးတလို့လို့ရှိတယ်လေသူကလေးဘွားလုံးကပေါ့နောက်တော့ဒီတစီအမဲရထူကြတဲ့အမူအရာနဲ့လေးသံကိုကြည့်ရင်ဒီတစီကသူ့ရဲ့ကစားဘော်ဟောင်းဖြစ်ခဲ့ဘူးလို့ပဲမင်းပြောတဲ့စကားကငါနားထဲမှာတမျိုးကြီးရင်းနှီးနေတယ်လို့ပဲ မဟုတ်မှလို့ရောမင်းကငါ့ဖေမွေးထားခဲ့တဲ့တရေလားမှတ်မိရင်တော်သေးတာဗောဆရာတော်ကလေးဘွားတော်ကဆရာတော်ကကျွန်တော်ကိုပြောဘူးလေတကယ်လို့အောက်လန်းပညာတွေသင်ကြားဝင်ရခဲ့ရင်ကျွန်တော်နဲ့တစ်ခါလောက်ပညာပြင်ရင်လည်းဆိုပြီးတော့ပြောခဲ့ဘူးလို့လေအခုဆရာတော်ပြောတဲ့အတိုင်းလုပ်ခွင့်ရပြီပဲဟာဒါကတရေအမဲစစ်ပဲဟာငါမင်းကိုလုံးပြီးတော့မလို့နည်းနည်းလေးပဲလို့တော့တယ်လမ်းမဒီပါနဲ့ဆရာတော်ရာဆရာတော်လမ်းညာကောင်းတာတွေဒီထက်ပိုပြီးရှိသေးတယ်ဆရာတော်မှတ်မိသေးလားဆရာတော်ရဲ့အဖေမဆုံးခင်မှာ ျွန်တော်ကိုဆရာတော်ကိုဆက်လက်ဆောင်ရွက်ဖို့ပေးခဲ့တာလေဆရာတော်ကသူ့ရဲ့လူမျိုးဘဝကိုပြန်တွေးမိသွားပါတယ်သူကအမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ပြီးသားလေးတစ်ယောက်ရခဲ့ပါတယ်သားလေး၁၀နှစ်အရွယ်ကိုရောက်တဲ့ခါမှာတော့သူ့ရဲ့အဖေကဆုံးမသွားခဲ့ပါတယ်မဆုံးခင်မှာပဲဒီတရေအမဲကိုသူ့ကိုဆောင်ရွက်ဖို့ပေးခဲ့ပါတယ်ဒါပေမဲ့သူကရဟန်းဝတ်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့အတွက်ဒီတရေအမဲကိုသူ့သားလေးကိုဆက်လက်ဆောင်ရွက်ဖို့မှာကြခဲ့ပါတယ်ဒါပေမဲ့ဆရာတော်ကရဟန်းဝတ်ပြီးတဲ့နောက်ပိုင်းမှာဘယ်တော့မှပြန်မလာခဲ့တော့ပါဘူး ူကဒူးတင်ဆောင်ကြွားရင်းနဲ့တောထဲမှာဂမ်ဘီယာပညာရေးအောက်လန်းတက်တွေကိုသင်ပေးတဲ့လူပုဂ္ဂိုလ်ဆရာတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ဆရာတော်ကအဲ့ဒီအောက်လန်းပညာရေးမှာနင်မျောသွားပြီးတော့တာမန်ဘဝကိုဘယ်တော့မှပြန်မလာနိုင်တော့တဲ့အထိပါပဲ။ကျွန်တော်အကုန်မှတ်မိပါတယ်။ဒါပေမဲ့မင်းကဘာလို့ဒီလူနဲ့တူတူရှိနေလဲဆိုတာကိုတော့အခုထိနားမလည်သေးဘူး။ဘာလို့လဲဆိုတော့ဘွန်လက်ကဆရာတော်ရဲ့တာအရင်မှုလို့ပေါ့။ဆရာတော်ကသူ့တက်ဖြစ်ဖို့ကြံစည်ခဲ့တဲ့ဘွန်လက်ဆိုတဲ့သူကသူ့ရဲ့တာအရင်ဖြစ်မှန်းသိလိုက်ရတဲ့အချိန်မှာတော့ အရန်ကိုတုံလို့ခြောက်ခြားသွားပါတယ်အပြစ်ရှိသလိုခံစားလိုက်ရပြီးမျက်ရည်တွေလည်းဝေ့တက်လာပါတယ်ဘုံလက်ဘက်ကလည်းသူငယ်စဉ်ကလေးကပျောက်ဆုံးသွားတဲ့သူ့အဖေကအသက်ရှင်လျက်ရှိနေသေးမှန်းတိလိုက်ရတဲ့အခါမှာတော့အလွန်အံ့ဩသွားပါတယ်အစကသူ့သေးပြီလို့ထင်ထားခဲ့တာအဖေတောင်းပန်ပါတယ်ကားကိုဒုက္ခပေးဖို့ကြံခဲ့မိတယ်တားနာလိုက်ပါတယ်အဖေကိုပြစ်မတင်ပါဘူးတယောက်နဲ့တယောက်နားလည်မှုရသွားတဲ့အခါမှာတော့ဘုံလက်ကထိုင်ချပြီးတော့ဆရာတော်ကိုရှစ်ခိုးကြောလိုက်ပါတယ်ဆရာတော်ရဲ့စိတ်က လူတစ်ပိုင်းဖုတ်ကောင်တစ်ပိုင်းဖြစ်နေပြီးတော့ညာဘက်မှာဒေါသကြောင့်ကြမ်းတမ်းနဲ့ဖုတ်ကောင်ဖြစ်သွားပြီးမဲ့ဘလို့ပဲဖြစ်ဖြစ်ဆရာတော်ကသူ့ကိုမွေးဖွားပေးခဲ့တဲ့ဖခင်ပဲဖြစ်တယ်လေတရေအမဲကတော့သူ့အသက်ကဘွန်လက်ထက်ကြီးပြီးမဲ့သူ့စိတ်ကအမြဲတမ်းကလေးလိုပဲတစ်ချိန်တည်းမှာပဲဘွန်လက်ကိုယ်တိုင်ကလည်းတီလာရှိတရားရှိတဲ့သူဖြစ်တာကြောင့်တရေအမဲကဘွန်လက်ကိုသူ့ရဲ့အဖေလိုမျိုးယူတည်လေးစားတာပါတရေအမဲကနာနာဘဝဘဝကိုရောက်နေပြီးမဲ့ယူတည်လေးစားပါတယ် တကယ်လို့တင်တာဆိုရင်ဘုံလက်နေရာမှာဆိုရင်ရောတရေအမဲကိုဆက်ပြီးတော့မွေးထားရဲပါမလားအောက်မှာကွန်မန့်လေးဒီမှတ်သွားခဲ့ပြီပါအောင်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်ဆက်နေမှုကိုဒီမှာပဲရအောင်ပြုပါခင်ဗျာကျွန်တော်တို့စီရင်ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်နိုင်သိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့ပြောရခင်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်